များသမ္မတရှင်များအားလုံး ဒီအမလစီစဉ်ကနေပြန်လဲကြိုးဆိုလိုက်ပါရယ်ခုဆိုလို့ရှိရင်တော့မြန်မာစံတော်ချိန်ညနေ3:23မိနစ်ရှိနေပါပြီ။ဗရမျာဖန်မြန်ညနေခင်းဒါရိုက်ထောက်လိုက်တင်ဆက်မှုအစီအစဉ်ကိုတင်ဆက်ပေးနေရပါ။ဒီနေ့ PM Live စီစဉ်မှာဆိုရင်တော့အထူးအစီအစဉ်နေနဲ့ဒေသရှင်အင်ချစ်ကိုလည်းဖိတ်ခေါ်ထားပါရယ်။ဒေသရှင်အင်ချစ်ရဲ့အမှုပညာခရီးလမ်းအနည်း20ပြည့်မြောက်တဲ့နေနဲ့ပေါ့နော်။ကျင်းပမဲ့ concept ပွဲအတွက်အင်ချစ်ကိုတွေ့ဆုံမွေးမြန်းသွားဖို့ရှိပါရယ်။ခုဆိုလို့ရှိရင်လည်းဒေသရှင်အင်ချစ်ကဗရမျာဖန်မြန်အတန်းလွင့်ခံပါရယ်ကိုရောက်ရှိနေပါပြီ။အင်ချစ်ရေမင်္ဂလာပါ။မင်္ဂလာပါမအေး။ ဟုတ်ကဲ့ပါအင်ချီပထမအဆုံးအနေနဲ့အမှုပညာခရီးလမ်းမှာနှစ်20ကျော်အောင်ပေါ့နော်အင်ချီဒါအအောင်မြင်မြင်နဲ့ချက်ချော်နိုင်ခဲ့တဲ့အတွက်ဗရမယာဖမ်က congratulation ပါလို့အရင်ဦးဆုံးခွန်ပြုစကားပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့အင်ချီဒီ concept ပေါ့နော်ဟိုဟာ beyond to beyond 20 years concept ဆိုတဲ့ဒီနာမည်လေးကိုအင်ချီဘယ်လိုမျိုးစိတ်ကူးလေးနဲ့ပြည့်ပြည့်ခဲ့တာလဲဟုတ်ကဲ့အင်ချီလေး20 years journey ဆိုပြီးတော့ပွဲလုံးမယ်ဆိုပြီးတော့စဉ်းစားထားခဲ့တာ အနုပညာသက်တမ်း16နှစ်ပြည့်လောက်ထည့်အစဉ်းစားထားပါဗျ။ဆိုတော့အဲဒီကနေမှမလုတ်ဖြစ်တာမလုတ်ဖြစ်တာနဲ့ပေါ့နော်။ဆိုတော့အချိန်ကြီးကြောင်းကြောင်းကြောင်းမလုတ်ဖြစ်ဘူး။နောက်တစ်ခါကျတော့လည်းအမေနေမကောင်းဖြစ်တာနဲ့မလုတ်ဖြစ်ဘူး။အဲ့ရနေပြီးတော့မှလုတ်မယ်လို့စဉ်းစားမိတဲ့အခါကျတော့အနှစ်20ကကျော်သွားပြီ။ကျော်သွားပြီဆိုတော့အခုဆိုရင်ဂီတသက်တမ်း21နှစ်ဖြစ်နေပြီဆိုတော့ beyond 20 years လို့ပြောလိုက်မယ်ပေါ့ပြီးတော့ဖြစ်ချင်တော့လေပထမဦးဆုံး concept ကအဲ beyond the sex လို့ပြောထားတယ်အောင်မြင်မှုအလွန်ပေါ့နော်ဆိုတော့ခါကြအခုဒီစကလုံးလေးကိုပဲ ြန်ပြီးတော့ဒီ frame လေးတွေကမလဲမထွက်သွားဘူးဆိုတော့ beyond 20 years နဲ့20အလွန်လို့ပြီးပြတာဖြစ်ပါတယ်မဟုတ်ကဲ့ပါဒီ concept ကို November 1ရက်နေ့မှာကျင်းပမယ်လို့သိရတယ်နော်ဟုတ်ပါတယ်ရှင် November 1ရက်နေ့ပါဟုတ်ဒီ November 1ရက်နေ့ကိုရောဟိုထူးထူးခြားခြားအနေနဲ့ရွေးချယ်ခဲ့တာလားဘာကြောင့်ဒီနေ့မှာကျင်းပဖြစ်တာလဲအဲ့လိုရတော့မဟုတ်ပါဘူးမအဲဒီပွဲကျင်းပတဲ့အချိန်လေးရွေးတဲ့ရည်ရွယ်ချက်ကတော့အာညအမေကဒီ cancer last stage မှာအဲသူ လာပိုင်းမဲ့ကျန်တော့တယ်ဆိုတာကိုသိသိနေပြီပေါ့နော်သိနေပြီဆိုတဲ့အချိန်မှာသူ့ဒီပွဲလေးကိုကြည့်သွားစေချင်တယ်အဲဒီစိတ်ဆန္ဒလေးနဲ့ဒီနိုဝင်ဘာတရနေ့ကိုကျင်းပခဲ့ကျင်းပဖို့လို့အတွက်ကိုစီစဉ်တာပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့အမေကမဒီမတိုင်ခင်တလကြော်မှာပဲကျန်တာကြော်အလိုမှာပဲစုံသွားတာဖြစ်တဲ့အတွက်တော့ဒီပွဲလေးကိုတော့သူမကြည့်ရဘူးပေါ့ဆိုတော့အဓိကကအဲလူအများလာကြည့်နိုင်မဲ့ရုံးပိတ်ရဖြစ်တဲ့ရက်ကလေးကိုရွေးတာပါတယ်။နောက်ပြီးတော့ဒီအမေကြည့်သွားနိုင်အောင်လို့ဆိုပြီးတော့အဲ့လိုဒီသူသူသူ သူတို့ကရီကထွက်မသွားခင်လေးကြည့်သွားနိုင်အောင်ဆိုပြီးတော့စီစဉ်နေအချိန်ကာလအပိုင်းချလေးပေါ့အဲ့လိုလေးလည်းဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့ချိန်မှာတော့သူကတော့ကြည့်မသွားနိုင်ဘူးဒါပေမဲ့တော့ကရီကပြိတက်ဒီဘက်ကပြန်ကြည့်မယ်ဆိုရင်တော့ရုံပရက်ဖြစ်တဲ့အဲ့နေရာတစားောင်းတိုင်းအတွက်ကိုရုံနေစပိတ်ပြီပေါ့နော်တည်ရနေဆိုအဲ့တော့ပြိတက်ဒီလည်းဘာပဲပြောပြောအဲ့ဒီရက်မှာအာအားတယ်ဒီညအင်ချစ်ပွဲမှာလာကြည့်ပြီးလို့မိုးချုပ်လဲနောက်နေ့ ်အရာထားစရာမလိုဘူးမလိုရုံသားစရာမလိုရုံပိတ်ရဲ့အဲ့လိုမျိုးလေးကိုယူရပါတော့ဟုတ်ကဲ့ပါအင်းစီဒီပွဲမှာအဓိကတော့အင်းစီပြောသွားတယ်ဒါမမေ့ကိုဒါအရင်တုန်းကမျက်မြင်ကိုယ်လေးကြည့်စေခြင်းခဲ့တယ်ပေါ့နော်ဒါအပြင်ရောတခြားဒါအင်းချီရဲ့အမှုပညာခရီးလမ်းတစ်ချောင်းဖြတ်တန်းခဲ့ရတဲ့အမှတ်တရဆိုတော့တခြားရောဒီပွဲမှာအဓိကအင်းချီရဲ့ပြည်သက်တွေကိုဘာတွေအဓိကချပြသွားခြင်းသေးလဲအဓိကပေးသွားခြင်းတဲ့ message ကဒီ22နှစ်အတွင်းမှာဒီဆိုပြောပြခဲ့တဲ့အချင်းကောင်းနေပြန်ပါမယ်ဆိုတော့ အင်ချင်းရဲ့ကိုပိုင်ရှင်နေအများဆုံးပါမယ်ဒီပြန်ဆိုဒေးလေးတွေလည်းပါတယ်အ ਨੇ စုပေါ့နော်အ ਨੇ စုပါမယ်ပြီးတော့လို့ရှိရင်တကယ် performance ကောင်းကောင်းနေနဲ့အကရောအဆိုပိုင်းဆိုင်ရာရောအာအခုကတော့အဆိုပိုင်းဆိုင်ရာဆိုရင်အင်ချင်းအခုကအတန်ထိနေတယ်တကယ်လည်းပြောရမယ်ဆိုလေဒါပေမဲ့စိတ်မပူပါနဲ့အင်ချင်းအခုစိတ်ကူနေပြီဆိုတော့ဆရာဝန်ကအမခံထားတယ်ဒီနှစ်ပတ်တွဲမှာလုံးဝ perfect ပြန်ဖြစ်မယ်ပေါ့နော်ဆိုတော့အင်ချင်းလည်းအတန်ကိုရသမျှရသမျှတော့နားနေတယ်နားနေပြီးတော့ အပြင်ဆင်နေတယ်အချင်းတွေအကုန်လုံးကိုလည်းဒီကြချာလေး performance တွေကိုတပုတ်ချင်းစီတိုင်းကိုပြိတက်တွေတော့ကို concert mood အပြည့်အဝရနိုင်မို့လို့ပြီးကျင်တယ်။အဓိက November 1ရက်နေ့ကျင်းပပြုလုပ်မယ့်နေရာကရွှေထွတ်တယ်ကွင်းထဲကအရှင်မြင်းမြိုင်ကွင်းလမ်းမပေါ့ရွှေချုပ်ကလေးကွင်းထဲက hexagon indoor မှာပြုလုပ်ကျင်းပမှာ။ဆိုတော့ဘလို့အဲ့နေရာမှာကျင်းပရလဲဆိုတော့အင်ဂျီတို့အခုနောက်ပိုင်းကဘားတွေမှာ ထိုင်ကြည့်တဲ့ style အရင်ခေတ်စားလာတယ်။ငယ်ငယ်တုန်းကလို stage show vibe ကမရှိတော့ဘူးမရှိတဲ့လောက်ဖြစ်လာတဲ့အခါမှာအင်ဂျီတို့ ဒီမတ်တရက်တဲ့ပြိသက်ဒီနဲ့ stage show vibe လေးပြန်လိုခြင်းနဲ့အဲ့တော့ကြောင့်မလို့ hexagon မှာကျင်ပါတယ်ဒါပေမဲ့လည်းအခုနောက်ပိုင်းလက်ရှိမှာဖြစ်ပြနေတဲ့ style လဲပါမယ်ဆိုတော့ VVIP table တွေလည်းပါတယ် GA မတ်တရက် standing လေးလည်းပါမယ်နောက်ပြီးတော့ဟိုအရင်ကလိုကြည့်ရှုခဲ့တဲ့အရင်တော့ဆိုနှစ်မျိုးပေါ့ standing လည်းရှိသလို VIP ထိုင်ကုန်နေနဲ့ကြည်ရလည်းရှိရယ်ဆိုတော့အဲ့လို VIP seat နဲ့ကြည်နိုင်အောင်လို့လည်းပြင်ဆင်ထားတဲ့၃မျိုးစလုံးပါမယ်ပေါ့နော် ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒါရက်လည်းတီးပြီးကျင်းပမယ့်နေရာလည်းတီးပြီးဆိုတော့ဒီအင်ချီရဲ့ Beyond 20 years concept ကိုကြီးနိုင်မယ်ဆိုလို့ရှိရင်ခုလက်မှတ်တရအောင်စုတင်ဝယ်ယူလို့ရနေပြီလားရနေပါပြီရှင်ဆယ်ရက်နေတွေကစပြီးတော့ရောင်းချပေးပါတယ်လက်မှတ်ဝယ်လို့ရတဲ့နေရာတွေက online ကနေဒီမသွားနိုင်တဲ့လူတွေဆိုလို့ရှိရင် online ကနေလည်းလွယ်လွယ်ကူကူဝယ်လို့ရတယ်။ online ကကြတော့ဒီ Myanmar River G ticketing service မှာဝယ်လို့ရတယ်။နောက်ပြီးတော့ Core Entertainment Facebook page ကနေဝယ်လို့ရတယ်။နောက်ပြီးတော့ Authentic June Facebook page ကနေဝယ်လို့ရတယ်။ ါဒီနာမည်တွေကတော့ဗရမ ्या FM မှာပြောသွားလို့မကြားရဘူးဆိုလို့ရှိရင်တော့ဒါအင်ချင်ရဲ့ Facebook ကိုကြည့်လိုက်ပါအင်ချင်တခြားလေးတွေ mention လုပ်ထားတဲ့ page လေးတွေနာမည်ခေါ်ထားတယ်။နောက်ပြီးတော့လူကိုယ်တိုင်းသွားရောက်ဝယ်ယူခြင်းတဲ့သူတွေအတွက်အဆင်ပြေအောင်လို့လည်းမြို့နယ်ပေါင်းစုံကလူတွေအတွက်လည်းအင်ချင်အများကြီးစီစဉ်ထားတယ်။ဒါလှိုင်မြို့နယ်တဝိုက်ပေါ့နော်လှိုင်မြို့နယ်ဆိုလို့တဝိုက်ပေါ့အဲ့လိုမျိုးပတ်ဝန်းကျင်မှာနေတဲ့မြို့နယ်တွေအတွက်ဆိုလှိုင်က iPhone ဆိုင်မှာ iPhone ဘာမှာဟုတ်ဝယ်လို့ရတယ်။နောက်ပြီးတော့မြို့ရဲသမားတွေအတွက်ဆိုလို့ရှိရင် The Heart of Rangoon တော့မှလည်းအင်ဂျယ်လက်မှတ်တွေတောင်းပေးထားတယ်တင်ထားတယ်ပြီးတော့အင်ဂျယ်တို့ဒီပါရမီဘက်တဝိုက်ချမ်းနေဆိုလို့ရှိရင်ရန်ကုန်ဆိုရှယ်ရန်အင်းရလိတ်ဂါဒန်ပေါ့ဒီရန်ကုန်ဆိုရှယ်ဘာမှလည်းတက်ကက်တရတယ်နောက်ပြီးတော့တာကိတာဘတ်ချမ်းမှာဆိုရင်တာကိတာပါကြီးဘာမှရတယ်အဲဘတ်ချက်အောင်မလဲနောက်ပြီးတော့ရန်ငင်းဘတ်တဝိုက်ဆိုလို့ရှိရင်တောင်ဥကလာရန်ငင်းအဲ့မြောက်တကုံအဲ့ဘတ်တွေဆိုလို့ရှိရင်ဒီအဟိုမှာဝယ်လို့ရတယ် The Lord ရန်ငင်းမှာဝယ်လို့ရတယ် ဟုတ်ကဲ့ပါဒါကတော့အင်ရှင်ပြောသွားသလိုပဲအခုပြောလို့အကုန်လုံးမမှတ်မိဘူးဆိုရင်လည်းအင်ရှင်ရဲ့ဒါ page မှာ post တင်ထားတယ်ဝင်ကြည့်လို့ရတယ်ပေါ့နော်ပြီးတော့ဒါအရှင်းမှာအင်ချစ်ပြောတော့ပြောရတယ်ပေါ့အခုနားထောင်နေနေလည်းအတန်လေးကနည်းနည်းလေးပေါ့နော်အာအင်ချစ်အတန်လေးထိထားတယ်နားရဆိုတာတိတာနေရလीအာနေမကောင်းတဲ့ကြားထဲကနေဒီ concept အတွက်ကလည်းရက်ကနီးတဲ့နီးလာပြီဆိုတော့ဒီရက်ပိုင်းမှာရောအင်ချစ်ပြင်ဆင်မှုတွေအတွက်ကိုဇက်တိုက်တိုးမီလုံနေရတော့မယ်လားဟုတ် ဟိုအတန်းလေးခုမနေ့ဆို နာရာဟိုလည်းပါတယ်အင်ချစ်စောစောသချင်းတိုက်ထားတာပေါ့အနာနီသချင်းတိုက်ကလေးတွေနည်းနည်းရှော့မယ်ဆိုတော့သချင်းတွေ perfect ပြအောင်လို့သချင်းတိုက်အင်ချစ်အင်ချစ်ပြဿနာသချင်းတိုက်လည်းရှော့မဆိုတတ်ဘူးရာဟာဇယ်လည်းရှော့မဆိုတတ်ဘူးအဲ့ဒီအင်ချစ်ဆိုတော့ဒီ tone နဲ့ဒီ level မှာပဲဆိုနေရခါကြာကြာတော့ထီအောင်စကားပြောရင်လည်းကျဲတယ်အခုကိုကြည့်ကျဲကျဲပြောရတယ်အဲ့လိုပေါ့နော်မင်းက mic ကအရင်ကောင်းတယ်နည်းနည်း short ပြောလို့ရရတာနဲ့ကိုအကျယ်ကြီးပြောချင်တဲ့ဟိုဟာဖြစ်တယ်ပေါ့နော်အဲ့လိုအဲ့လိုမျိုးတွေ ရှိတော့ခါကျတော့အတန်းနည်းနည်းလေးထိတယ်ပြီးတော့အင်ဂျင်2018ထဲကဒီ vocal cord ကရောင်းနေတာ vocal nodule လေးတွေဖြစ်နေတယ်နောက်ပြီးတော့အတမနည်းနည်းတက်နေဟုတ်ဆိုတော့ဒါမဲ့ဆရာဝန်ကတော့ဒီလေဆာနဲ့ပြည့်ရလောက်တဲ့ထိတော့မကြည့်သေးဘူးအဲ့အတွက်တော့မခွဲစိတ်သေးဘူးပေါ့ဆိုတော့မနေ့ကပဲဆေးကန်းပြလာတာအင်ဂျင်ဒီအတန်ရဲ့ဖြစ်နိုင်ခြေအကြောင်းအရာတွေကအင်ဂျင်ဒီ allergy ပြဿနာရှိရဲ့နှာခေါင်းမှာနှာခေါင်းကအချွဲတွေကအများနဲ့ဒီအာခေါင်းထဲကိုပြတ်ကြတယ်ဟုတ်အဲ့ဒီရဲ့အချွဲကလည်းဒီ vocal cord ရောင်းတာကိုဖြစ်စေတတ်တယ်နောက်ပြီးတော့အတန် တချင်းဆိုတာဖြစ်တဲ့အတွက်တချင်းအတန်ကိုအလွန်အကျွံအသုံးပြုလုံးဝကြည့်လို့ဘုကကောရောင်းတယ်။နောက်တစ်ခုကကြတော့ gastric ဆိုင်ပြဿနာရှိရဲ့ gastric သမားက gastric ဖြစ်တဲ့အခါကျတော့အဲ့ဒီ gastric က acid gas ကအတန်ကျိုးကိုထိစေတယ်။ထိစေ။အဲ့အဲ့သုံးချက်လုံးမှာအဲ့ချက်သုံးချက်လုံးညှိနေတာ။အဲ့အတွက်အဲနည်းနည်းလေးဟိုဖြစ်တာနဲ့အတန်ထိခိုက်တာပေါ့နော်။အဲ့လိုမျိုးလေးဖြစ်နေတာပါ။ဟုတ်ဒါအခုပြီးတော့အင်ချီက22နှစ်တောင်ရှိပြီလေအနုပညာခရီးလမ်းကဒါ22နှစ်ပြည့်အတွက်ကိုကိုယ့်ရဲ့ ဘဝမှတ်တိုင်အနေနဲ့ဒီ concept ကိုကျင်းပပြုလုပ်တာဆိုတော့လေအင်းချစ်ကိုမေးချင်တာကိုယ့်ရဲ့အမှုပညာခရီးမှာဆိုလို့ရှိရင်ကိုယ့်အတွက်ပေါ့နော်ဖြတ်တန်းခဲ့ရတဲ့တခြားမှာဂုံယူဝမ်းမြောက်အောင်အချိန်တွေကဘယ်အချိန်တွေဖြစ်ခဲ့မလဲအချိန်တိုင်းပဲအချိန်တိုင်းပဲပေါ့နော်အချိန်တိုင်းဆိုတာလေအချင်းလေးတစ်ပုတ်ပေါက်တာလေဂုံယူဝမ်းသာအဲ့ဒါပဲပွဲတစ်ပွဲမှာကိုပွဲတစ်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 ပွဲဆိုလို့ပြိတ္တတွေအများကြီးကကိုယ့်ကိုကြိုက်နှစ်သက်သွားတိုင်းဒါလည်းအောင်မြင်မှုပဲဆိုတော့ဘယ်အရာရဲ့မှလို့မဟုတ်ဘူးအင်းချစ်အတွက်ကအင်းချစ်အတွက် နေ့တိုင်းနေ့တိုင်းမှာကိုလှုပ်ဆောင်ရမယ့်အလုပ်ကလေးတွေအောင်မြင်အောင်လှုပ်ဆောင်နိုင်ရှင်ရအောင်မြင်ခြင်းပဲလို့ပဲသတ်မှတ်ထားပါဟုတ်ကဲ့ပါအင်ကြီးအခုဆိုလို့ရှိရင်အင်ချင်မာကဒါကိုယ့်ရဲ့အမျိုးသားပြီးတော့ချစ်စရာကောင်းတဲ့တမီးလေးပြီးတော့အမြဲတမ်းเนาะနောက်ကနေပြီးတော့အမြဲတမ်း supporting ပေးနေရမျိုးလဲတွေ့ရတယ်။တာယာပျော်ရှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတယ်။အဲ့တော့မိသားစုဘဝနဲ့ကိုယ့်ရဲ့အမှုပညာခရီးတခြားကိုယ့်ရဲ့အလုပ်ငန်းနေတယ်မှာရောအင်ချင်ဒါဘယ်လိုမျိုးတွေ balance လုပ်ပြီးတော့ဖြတ်တန်းနေရလဲ။ဟုတ် balancing ကိုတော့ဒီလိုပဲအဲ ့လူကတော့ပင်ပန်းတာပေါ့နော်ဒါပေမဲ့လည်းအင်ချာငကိုတွေကပင်ပန်းခံနိုင်တဲ့အမျိုးအစားတွေမှာပါတယ်ဆိုတော့အဲ့တော့ဟိုအရာအလုံးကို balance ဖြစ်အောင်လို့အလုပ်လုပ်တဲ့အချိန်လေးလုပ်တယ်တကယ် family time ပေးရမယ့်အချိန်ဆိုလည်းအလုပ်ကိုခဏ short ထားပြီးတော့ family time ပေးတယ်အဲ့လိုမျိုး balance ဖြစ်အောင်တော့လုပ်ရတာပေါ့နော်ဒီကလေးလေးငယ်သေးတဲ့တမီးလေးငယ်သေးတဲ့အချိန်တွေတုန်းကဆိုလို့ရှင်ကြာတော့တမီးလေးကိုပို့ပြီးတော့အချိန်ပေးပြတယ်ဒါပေမဲ့လည်းကိုယ့်ရဲ့အမှုပညာအလုံးမှာလည်းကိုက အရန်ကြိုးစားခဲ့ရတာအနည်း20လုံးအရန်ကြိုးစားခဲ့ရတာဖြစ်တဲ့အတွက်လွယ်လွယ်လေးနဲ့ဒါကိုလက်မလျှော့နိုင်ဘူးကိုယ့်ကိုလည်းပြိတက်ကအားပေးနေစေအချိန်ဖြစ်တဲ့အတွက်ဒါကိုတတ်မှုထားတယ်။ဟိုပွဲခေါ်တဲ့သူတွေကလည်းအခုချိန်ကြီးကိုယ်ခေါ်နေစေဖြစ်တဲ့အတွက်ကွာဒါကိုတတ်မှုထားတယ်။အလုပ်ဆိုတာမောင်မြင်တော့တဲ့အချိန်ကျရင်လာပါလာပါခေါ်ပါခေါ်ပါဆိုရင်တော့ဘယ်သူမှအရေးမလုပ်ပါဘူး။ဆိုတော့ကိုကိုကိုအချိန်လေးကြံတော့မှကိုတတ်မှုရှိရှိလေးဒီလန်းကိုရှောင်းလန်းလာခဲ့တဲ့အတိုင်းတတ်မှုရှိရှိလေးတတ်မှုထားပြီးတော့ကိုအလုပ်ဒီလုပ်ကလေးကိုလုပ်မယ်။ ပြီးတော့ကိုယ့်ရဲ့ရရှိလာတဲ့မိသားစုကိုလည်းကိုယ်အကောင်းဆုံးပြုစုဆောင်ရှောက်မယ်။အဲဒီလို balance ဖြစ်အောင်ကတော့နည်းနည်းတော့ပြင်ပန်းတာပေါ့မှာ။ဒါပေါ့အရာအလုံးကိုတာဝန်ယူတာတော့လေ။ဟုတ်ပြီးတော့အင်းချစ်ဆိုလို့ရှိရင်ဒါကိုယ်တိုင်လည်းတချင်းနေရေးတယ်ကိုယ်တိုင်လည်းဆိုရယ်ပေါ့နော်ဒီလိုမျိုးဖြတ်တန်းခဲ့တဲ့ဒေသရှင်တယောက်ဆိုတော့လေ။အခုနောက်ပိုင်းမှာကျတော့ကိုကိုယ်တိုင်စိတ်ရှိတိုင်းပေါ့နော်ဒီအနုပညာတွေကိုဖန်တီးခွင့်ရဖို့အတွက်ဆိုလို့ရှိရင်ရောကိုယ့်ရဲ့ဒါမျိုးမျိုးဗီဇာကလည်းစိတ်ထဲမှာရှိနေပြီးသားပဲလေ။တချင်းလေးတစ်ပုတ်ဆိုလဲ တော်လာတဲ့ကျောင်းဝါတစ်ခုကနေအင်ချီဖန်တီးပြစ်ချင်မှာပဲပေါ့နော်အဲ့လိုဆိုဒီနောက်ပိုင်းမှာရောတချင်းနေဖန်တီးပြစ်တဲ့ခါမှာဟိုဘလို့အချင်းနေမျိုးလေးတွေပေါ့အချင်းုံဘလို့မျိုးလေးတွေလူရလဲပေါ့အဲ့လိုမျိုးကျောင်းဝါလေးတွေရောတတိုက်ဆိုင်ဆိုင်ကြုံရလာပေါ့နော်ကိုယ့်ရဲ့ဖြတ်တန်းနေတဲ့အချိန်မှာဆိုအဲ့လိုမျိုးလေးအချင်းလူရတာရယ်လို့တော့မရှိပါဘူးအဲအတိတ်ကတော့အခုအပြင်မှာဆိုတာလေးအပြင်စတူဒီယိုအပြင်မှာအမျိုးသားတွေ့နေလို့အဲအဲ့လိုမျိုးပေါ့ကိုယ့်မိသားစုကကြတော့ကိုယ်ကို supportive ဖြစ်တယ်အခုလိုပေါ့အခု interview လာပြင်မယ် ခလေးပါလာလဲသူ့အပြင်မှာသူတိတ်ထားတယ်ချိန်ထားတယ်အဲလိုမျိုးလေးပေါ့နော်ဆိုတော့ကိုယ်အလုပ်လုပ်ငန်းမှာလဲကိုယ်လုံနိုင်အောင်လို့အမျိုးသားလည်းအများကြီး supportive ဖြစ်တယ်ပြီးတော့အရင်တစ်ချိန်တစ်ခါအမေရှိခဲ့စဉ်ကလဲအမေက support အရင်ဖြစ်တယ်အမေကဒီကလေးလေးကိုအိမ်မှာထားခဲ့ရင်လဲတမီးလေးကိုကြည့်ထားတယ်အဲလိုမျိုးပေါ့တချင်းရေးမာရေမဟုတ်ဘူးတချင်းဆိုတဲ့အခါမျိုးမှာလဲဒီလိုအဲအမေရှိရဲဟိုအဖေရှိနေရဲဆိုလို့ရှိရင်အရာအလုံးကသူတို့အဆင်ပြေတယ်ပေါ့နော်အမေရဲ့အမျိုးသားရဲ့တောက်လျှောက် ကလေးနဲ့ပတ်သက်ပြီးတော့စိတ်ချရအောင်လို့ကိုယ့်အလုပ်ကိုကိုယ်စိတ်ချမ်းသာတာလုပ်နိုင်အောင်လို့သူ support ပေးတယ်။အချင်းရတဲ့ခါကျရင်လည်းအဲ့လိုပဲအိမ်ထဲမှာတစ်ခါလေကြောက်ကြလို့ခေါင်းထဲမှာဖက်ကနေပေါ်လာလို့ဂီတာထကင်ပြီးတော့ရေးတဲ့အချိန်မျိုးကလေးကအရန်ပေါ့ဂီတာကိုဆွဲတယ်နောက်တယ်ပါညာဆိုအဲ့ဒီယောက်ျားကြီးခဏခေါ်တာခဏလေးခေါင်းထဲမှာစာသားလေးထွက်နေလို့ဆိုပြီးတော့အဲ့လိုမြေမြေမြေရေးပြီးတော့အတန်လေးဖမ်းလိုက်ပြီးအဲ့ခါကျရင်သူခဏခေါ်ထားတယ်။အဲ့လိုပဲပေါ့လင်မယားဆိုတော့လည်းဒီလိုပဲပေါ့သူကဲပြီးသူမီတင်နေပါပြီဝင်နေတယ်ဆိုလဲမိမကြီးကလေးခေါ်တာဒီမှာဒီလိုဒီလိုဆိုကိုကခေါ်ထားပြီးရဲ့အဲ့လိုပေါ့တခါတော့ဆိုနာမည်ကြီးွားရယ်လေ ကလေးကလေးခွင်ပြီးတော့တရှင်းဆိုပါရဲဆိုပြီးတော့လေအဲ့ဒါကလေးကလေးခွင်ပြီးတရှင်းဆိုပါမို့အဲ့ချိန်တော့တတိုက်စင်ဆိုင်သူကလည်းဘန်ကောက်မှာအလုပ်ရမ်းရှုံနေတဲ့အချိန်ကလေးထိန်းထားပြီးလို့မြင်ရတဲ့ခါကျရန်ကုန်ထည့်ပေးလိုက်တယ်ကိုကလည်းရန်ကုန်မှာကလေးကိုခေါ်ထားပြီးတော့အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့အမေကကင်ဆာဖြစ်နေပြီကင်ဆာဖြစ်နေတဲ့အချိန်ဆိုတော့အမေကဒီကလေးကိုဘလို့မှဟိုပါပေါ့နော်ဘာမဖြစ်နိုင်တော့ဘူးမဆောက်ရှောက်နိုင်တော့ဘူးကင်ဆာဆိုတော့ဒီနေမကောင်းအိတ်ရတယ်ပဲလဲနေတဲ့အချိန်ပေါ့နော်ကလေးကကိုနဲ့ရှိ ဖြစ်ချင်တော့ ပွဲတွေကလည်းလက်ခံထားပြီးသားပွဲတစ်ခုကအမရဲ့ private ပွဲဆိုရင်ဖြတ်ရတာလွယ်တယ်ဥပမာမွေးနေ့ရှိမယ်နော်မွေးနေ့တို့ဘာလို့လိုဟာမျိုးတွေကဖြတ်ကလွယ်တယ် public ပွဲကြတော့လေလက်မှတ်တွေရောင်းထားပြီးသားဝိုင်းတွေရောင်းထားပြီးသားဆိုအယုတ်အလုပ်တွေရန်ရှုပ်ကုန်မယ်ကိုယ်ကလည်းဂရီမတီးဘူးဆိုတာမျိုးဖြစ်ကုန်မယ်ပြောချင်တဲ့သဘောကလေဟိုဝန်ထမ်းမှာတော့ sickly view မယ်ဆိုရင်ဘယ်နှစ်ရက်ပဲယူလို့ရမယ်ဆိုတာရှိသေးတယ်ဟုတ်တယ်ကိုယ်နေနေလဲဒီလိုပဲပေါ့နော်ကိုယ်အလုပ်ကိုလုပ်တဲ့အခါမှာ လွယ်လွယ်လေးဖြတ်လို့ရတဲ့ဟာရှိသလိုလွယ်လွယ်နဲ့ဖြတ်လို့မရတဲ့အလုပ်လေးရှိတယ်။ဆိုတော့အဲ့တော့အဲ့ဒီတော့ကဆိုလို့ရှိရင်လည်းအလိုပဲကိုအရင်အခက်ခဲဖြစ်နေတဲ့အချိန်ဘူးမှလည်းမရှိတော့လေ။ကိုကနောက်ဆုံးခလေးကိုအိမ်မှာမဖြစ်ဖြစ်တဲ့နီးနဲ့ဟိုနတ်စ်နဲ့ထားခဲ့ပြီးတော့တရှင်းသွားဆိုတာပေါ့။ဆိုတော့ဖြစ်ချင်တော့ခလေးကနေမကောင်းဖြစ်နေရောအိမ်မှာရမ်းငိုတော့နတ်စ်ကနတ်စ်လေးတွေဆိုတာအပြူလေးတွေလေးဒီခလေးအမေလို့တော့မလုပ်ရမလဲလို့ပဲဒီပါတော့နော်။ရမ်းတောင်မစီဘူးပေါ့လေ။ဟုတ်တယ်။ဒါအပြူနဲ့ကလေးအမေနဲ့မတူနိုင်ဘူးလေနော်အဲ့တော့ तू လည်းဘာလို့လဲဘာကမ်းမသိတော့ အင်ချစ်ဖုန်းလေးဆက်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 တော့အော်အင်ချစ်မောင်လေးကကင်လိုက်ပြီးတော့ဘာဖြစ်လို့လဲဆိုတော့မောင်လေးကလည်းဖြစ်ကျတော့ကိုနဲ့ပါလာတယ်ခါတိုင်းဆိုဂျူနီယာလေးကလည်းကလေးထိမ့်ပေးတယ်အဲဒါကြုံလို့ပြပြတော့အင်ချစ်ကစကားတော့နည်းနည်းပြားတယ်သိရတာပေါ့အဲဒါဆိုအမဖုန်းဆက်တဲ့ချိန်ကြတာလေးကိုကလေးအာဟိုပါမောင်လေးကခေါ်လာခဲ့လိုက်လေကလေးကိုလေကလေးကတော့ခေါ်ဟိုဖြစ်နေရတော့ကားလွတ်ပေးလိုက်မယ်လေဆိုပြီးတော့အိမ်ကိုကားလွတ်ပြီးတော့ကလေးကရောက်လာကိုကမသိဘူးကိုကစမမှာဒါပေမဲ့ကိုကဆိုချင်းနှစ်ပုတ်ပဲကျန်တော့တယ်နှစ်ပုတ်ပဲကျန်တော့ကလေးရောက်လာတော့ဘေးရောက်ကလေးကလည်းဘေးမှာငုံငုံနဲ့တက်လာဆင်ဘေးမှာမ ်ဤဆိုငိုလာမကောင်းတဲ့ချိန်ဆိုတော့လေတနာပြီးတော့ကိုကလေပြီးတော့ပြိတ္တကလည်းကိုသမီးလေးကိုအွန်လိုင်းပေါ်မှာပဲမြင်မှုတာအပြင်မှာမမြင်ဘူးတော့ကိုကလည်းလေးအဲ့ဒါနဲ့လေးလာ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 ဆိုပြီးတော့ချီလိုက်ပြီးတော့အဲ့ကလေးကိုဒါအင်ချစ်သမီးလေးလေးဆိုပြတော့ရေးဆိုပြီးတော့လူရအဲ့မှာကိုကဟိုဟာလေးပေါ့နော်တချင်းလေးကလည်းကြင်ကြင်နန်းနန်းဒုံဒုံနိုင်နိုင်အယမ်းချဲတဲ့တချင်းလေးမဟုတ်ကဘာငယ်လေးဆိုဆန်းရလေးဟိုဟာလေးနဲ့ပဲဆိုးတဲ့တချင်းဆိုတော့ကိုကအဲ့ဒါနဲ့သူ့အဲ့ဒါလေးတစ်ပိုက်တချင်းလေးကိုသူ့ကြည့်ပြီးတော့ဆိုဆိုပြီးတော့ခါကြတော့အဲ့ဒါပြိတ္တတွေကိုပြပြီးတော့ပြီးတော့သူ့လေးလက်ထဲပဲဂျူနီယာလက်ထဲပဲပြန်ထည့်ပြီးလိုက်တာပါပြီးတော့ မလိုက်သေးရဆိုနေနေတော့တီးလုံးတီးလုံးတီးနေတဲ့အချိန်မှာတီးဝမ်းတီးနေချိန်မှာအပြင်ကိုခေါ်လာလိုက်တော့နားလေးနားတစ်ခုခုဖြစ်သွားမှဆိုလို့ဆိုအတူလေးကခြီးပြီးတော့အပြင်ခေါ်ထုတ်သွားတယ်။ဒါမဲ့လို့ပဲပေါ့တင်းကလေးပေါ့အဲဒါမဲ့ဓာတ်ပုံလေးကတက်သွားတော့အခတိခတိခွင်ပြီးတော့ခြီးပါတယ်ပေါ့ဆိုပါတယ်ပေါ့အလိုဖြစ်ကုန်လာပေါ့တော့ဒါတော့ဒါကလေးငယ်သေးတဲ့အချိန်မှာကြုံတွေ့ရတယ်ပေါ့နော်မိခင်တယောက်ရဲ့အမတ်တရားတွေပေါ့ပြောတဲ့စကားလေးကိုပြန်ကောက်ရလို့ရှိရင်တော့အလိုပေါ့ balancing ဖြစ်တဲ့အချိန်လေးလည်းရှိသလိုတစ်ခါတလေကြတော့လည်းဘလို့မှမဖြစ်နိုင်ဖြစ်လာသလိုပဲဖြစ်ရှင်းလိုက်ရတဲ့အချိန်လေးရှိရတယ် အမဈေးရောက်တဲ့လူတွေလည်းခလေးလွယ်ထားပြီးဈေးရောက်ရတာဟုတ်တယ်နော်တချို့တွေစပွဲထိုးတယ်ခလေးကြိုးပုတ်ထားပြီးစပွဲထိုးတဲ့အလုပ်လုပ်ရတာဒီလိုပဲအမခလေးအမေတွေဆိုတာဒီလိုပြဿနာလေးတွေကတော့ရှိကြတာပဲဟုတ်ကြွားလဲမိခင်တယောက်ဖြစ်ဖို့ဆိုတာမလွယ်ဘူးမလွယ်ဘူးမလွယ်ဘူးဟုတ်ကဲ့ပါပြီးတော့သမီးလေးကလေအခုလိုမျိုးဟာအင်းချစ်ပဲသွားသွားလေးလိုက်တယ် အဲတချင်းနေလေသူကြည့်ရတာစိတ်ဝင်စားမဲ့ပုံစံပဲသူ့မှာရောနည်းနည်းလေးဒီလိုမျိုးစိတ်ဝင်စားတဲ့ပုံစံမျိုးလေးတွေတွေ့နေရပြီလားတွေ့ရတယ်အယံဝါဒနာပါတယ်ဟုတ်လားအခုနအမတို့ဒီအခန်းထဲကတော်တော်ထုတ်ယူလိုက်ရတာမိုက်ခရိုဖုန်းတွေတွေ့နေလို့တော့အဲမိုက်ခရိုဖုန်းတွေကင်မရာတွေမီးတွေလိုက်တဲ့နေအယံတော့တော့ကြာတယ်အဲကျောင်းမှာကျောင်းတက်လို့ရှင်သူ့ကိုရီပါလို့ပြောရင်မရီဘူးပြုံးပါလို့ပြောလည်းမပြုံးဘူးဓာတ်ပုံရိုက်မယ်ဆိုရင်အဲ့လိုကင်မရာယူအလိုကြီးစောင်းတာဒါပေမဲ့ဖြစ်ဖြစ်ချင်တော့မမတ်ရရသူ့ကိုပွဲတက်တစ်ခုကဖိတ်တယ်ဒိုင်ဘာတစ်ခုကလေ ိုကလက်ခံလိုက်ပြီးတော့မှဟဲ့တော့ငါသမီးကပြောစကားလဲနားပထမှုရည်ဆိုလဲမရည်ပြုံးဆိုလဲမပြုံးဖြစ်ပါမလားမသိဘူးအချက်တီးတော့ကွဲတော့မထင်တဲ့ဆိုဒါပေမဲ့ပွဲရောက်သွားတဲ့အချိန်မှာ तू ကလေအဲ့ဒီကင်မရာတွေ lighting တွေသူ့ကိုချိန်ထားတဲ့အချိန်မှာ तू ကလေအမေကိုတော်တော်ကြည့်ထားပုံပေါ်တယ်ဒီလားသူ့ရဲ့မသိစိတ်မှာလေတောက်လျှောက်ကိုသူ idol ဖြစ်နေရနေမှာအမေကိုကြည့်လာလုံးဝကိုမင်းသမီး idol နဲ့ရက်လိုက်ပြီးတော့လေအားလုံးအလိုအလိုလိုပြုံးပြတဲ့ရုပ်ကလေဟာလုံးဝမင်းသမီးအထာနဲ့အဲ့နဲ့ကင်မရာမန်တွေကပြောကြတာပါသမီးလေးသမီးလေးဒီဘက်ကိုကြည့်ပေးပါအောင်ဆိုတော့အဲ့ပြောတဲ့ဘက်ကိုကြည့်ပြီးရည်ပြတယ် နောက်တစ်ဖက်ကသမီးလေးဒီဘက်ကိုလဲကြည့်ပါဦးဆိုတော့အဲ့ဘက်ကိုကြည့်ပြီးရီးပြတယ်အမေလုံးဝအဆင်ပြေပြေနဲ့ကိုအဲတော်တော်လေးအဆင်မောခေါ်တော့လေဆင်မောမှာဓမ္မတက်တက်ရက်တယ်အဲ့ဒီဒိုင်ပါတော့ကိုကြိုက်ပြီးတော့အိုက်တေလှုပ်ပြီးတော့ဓာတ်ပုံရိုက်တယ်အမေကအသွေးရတော့ပါလာပါတော့ ဟုတ်ကဲ့ပါကဲဒါဆိုလို့ရှိရင်တော့အင်ချီပွဲလေးကြောင်ပြန်ပြီးတော့သွားလိုက်မယ်ပေါ့နော်ဟုတ်ကဲ့ပါအင်ချီဆိုတော့ဗာဗရမားဖမ်ကိုနားထောင်နေကြတဲ့ပြည်သက်တွေဒီမှာလည်းအင်ချီကိုချစ်တဲ့တစ်ချစ်ပြည်သက်တွေအများကြီးရှိရယ်လေဟုတ်ကဲ့ပါအဲ့တော့တို့တွေရောဘယ်လိုစကားလက်ဆောင်လေးပါခြင်းသေးလဲဘယ်လိုဖိတ်ခေါ်ခြင်းသေးလဲပေါ့နော်ဟုတ်ကဲ့ပါအင်ချီဒီနိုဝင်ဘာတရက်နေ့ပွဲလေးကအများကြီးပြင်ဆင်ထားပါတယ်အဲတချင်းအဖြစ်လဲ35ပုံနဲ့အပုတ်40ကြားထဲမှာရှိပါတယ် ဆိုတော့အများကြီးပဲပေါ့နော်အများကြီးပဲနော်အများကြီးပဲနားဆင်ရမယ်ဒါမဲ့လည်းအများကြီးပဲမဲ့ဤသွားအိုင်သွားတဲ့အမျိုးလုံးဝဖြစ်စေရအောင် section တွေလည်းခွဲထားတယ် dance parts တွေပါတယ် orchestra နဲ့ဖြောပြမယ်အလိုပေါ့နော်ဟိုဟာလေး string section တွေတွေပါတယ် dance အပိုင်းတွေပါတယ် featuring artist တွေနဲ့စုံတွဲတွေအများကြီးဆိုမဲ့အပိုင်းတွေပါတယ်ဆိုတော့ဒီလိုလေးတွေ section လေးတွေတခြားခွဲပြီးတော့ပြင်ဆင်ထားတယ်ပြီးတော့တဲ့အခါကျတော့ဒီလက်မှတ်စည်းနှုံးကအစအင်ကျအများကြီးလုပ်ပေးထားတယ်ဆိုတော့တိသက်ထိုင်ခြင်းနဲ့လူတွေအတွက်ကလည်း table တွေခုနကပြောသလိုသူတို့ကတော့ charges တခုရှိမှာပေါ့မာ VIP သဘောကတော့ဆိုတော့ VIP ဆိုလဲအင်ချ9000နဲ့လောက်ထားပေးတယ်ဟင်ဟုတ်ပြီးတော့ GA ဆိုလဲအင်ချ3000နဲ့ပဲလောက်ထားပေးတယ်သူများတွေကအခုချိန်မှာ4000ခွဲ5000နဲ့ရှောင်းကြတယ်ဒီ GA standing ကိုလေအင်ချ3000နဲ့ပဲလောက်ရတဲ့ရည်ရွယ်ချက်ကဒါအင်ချ management team တွေပါဆိုအာမနဲရတယ်ထင်တယ်ပုံမှုနဲပလိစေဘာလို့လဲဆိုတော့အင်ချကိုချစ်တဲ့ပြည်သက်တွေထဲမှာတာမန်ဝန်ထမ်းတွေလည်းအများကြီးပါတယ်ဝန်ထမ်းလာစားနဲ့ရက်တည်နေရတာအခုချိန်မှာမလွယ်ဘူး အဲ့တော့ဒီပွဲတစ်ပွဲကိုလာဖို့လို့သူတို့ကလက်မှတ်ဖိုးက3000ပြီးတော့တော့တက္ကစီက2000ဟုတ်ရှိမယ်เนาะ2000အောက်ထစ်ရှိရယ်2000တော့တချို့တွေ2000နဲ့မရတဲ့နေရာရှိရယ်3000လောက်သုံးရတာရှိရယ်အဲ့မှာပဲ3000သုံးရတဲ့အခါ8000ဖြစ်နေ8000နဲ့ပြီးတော့သူတို့ဟလာမုတ်စားရအောင်မှရှိသေးတယ်ဆိုတော့အဲ့နေကိုတသိန်းတသိန်းခွဲမှမတုံးရင်တကယ်တမ်းကျတော့လာဖို့ရခက်ခဲအဲ့တော့လက်မှတ်ဖိုးကဒါ9000လောက်ဘာလို့လောက်ထားမယ်ဆိုရင်သူတို့က2သိန်း2သိန်းခွဲလောက်သုံးရမယ်အခြေအနေမျိုးတွေဖြစ်သွားမှာအဲ့တော့အင်ချစ်တက်နိုင်တယ်များရအောင်လို့ ရှော့ထားပေးတယ်ကျပွဲထဲမှာရောင်းမဲ့အစားအသောက်ကစလို့ cocktail ကစလို့အားလုံး fair ဖြစ်တဲ့ price ဖြစ်အောင်လို့တော့အင်ချစ်တို့စူးစမ်းထားတယ်။ပွဲထဲကိုလာမဲ့စားမဲ့တောက်မယ်။ညီမလေးစားမဲ့တောက်မယ်ဆိုလို့ရှိရင်ဟိုပါတော့ဟိုပတ်စံနေအများကြီးထက်ကုန်မယ်။အဲ့ဒီဟာအတွက်ကိုလည်း budget လေးတွေကအစား fair ဖြစ်အောင်လို့အင်ချစ်အများကြီးပြင်ဆင်ထားပေးပါတယ်။ညီမလေးရဲ့ကတော့ကတော့အမလို့ခေါ်တာ။ရပါတယ်ကိစ္စမရှိတော့ โอเคပါတကယ်ဟိုပဲစိတ်ဝင်စားစရာလဲကောင်းတယ်ဟိုကိုရောင်မှရှင်းခုံနေပေါ့နော်ဒီပွဲကိုအမြင်ရောက်ချင်တဲ့စိတ်ကိုဖြစ်သွားတယ်အင်ချစ်ပြောပြတော့လေအင်ချစ်ပရိသတ်တွေလဲရှင်းခုံစားနဲ့မျှော်နေမယ်လို့ထင်ပါတယ်ဟုတ်ပါတယ်ပြီးတော့တစ်ခုဖြတ်ပြောချင်ရှိရယ်ဗရမယာ FM ကိုလဲကျေးဇူးတင်ပါတယ်ဗရမယာ FM နဲ့မှာပါခဲ့တဲ့အမှတ်တရချင်းလေးတွေလဲပြတ်ပါပါမယ်အော်ပြောလိုက်တာဟုတ်ပါချစ်တော်မမချစ်လိုက်တော့1 2 3ဟုတ်ကဲ့အားလေးလဲပြတ်ပါပါတယ်အော်ကျေးဇူးများကြီးတင်ပါတယ်ခုနကအင်ချစ်ကရှေ့မှာပြောသွားတယ်ပြန်ဆိုတေးတချို့ပါမယ်လို့ပြောတဲ့ကငါကမေးချင်တာပေါ့နော်ဗရမယာ FM ရဲ့ဗရမယာ FM Radio 2 Live 11နဲ့မှာ ပါထားတဲ့သချင်းလေးတွေရောဆိုပြမလားလို့မေးဦးမလို့ပထမတော့မဆိုလို့ကိုမရမဆိုလို့ကိုမရရမဆိုတခါလေကြောက်လို့ရှိရင်ကိုကကိုတောင်ပြင်းလာလို့လေဒီချင်းမဆိုတော့ဘူးဒီနေ့တော့တခြားသချင်းဆိုအောက်ကချင်းလိုက်တော့123ချင်းလိုက်တော့123ဆိုအဲ့ဒါဟာလေနေတိုင်းဆိုရတယ်နေတိုင်းဆိုပွဲရှိတိုင်းပြောချက်ဟုတ်ဟုတ်ဘာပွဲဖြစ်ဆိုရတယ်အဲ့အဲ့လိုပွဲမရှောင်အောင်အဲ့လိုပေါ့နော်အောက်ကမဆိုသွားရင်ကိုစိတ်ဆိုးကြတာဆိုတော့ချင်းလိုက်တော့123လေးရာလေဘာဖြစ်ဖြစ် ်အင်ဂျင်နဲ့တစ်ခေတစ်ခါပြန်စမ်းသစ်စေခဲ့ရပေါ့နော်ဟုတ်ပါတယ်ဘယ်လိုများအဖန်ရွေးပေးရချင်းလေးပေါ့ဟုတ်ကဲ့ဘယ်လိုများဖမ်းနဲ့အင်ဂျီရဲ့ဒါရေစပ်ပေါ့နော်ရေစပ်ဟုတ်တယ်ကာစပ်ပုံလေးပေါ့ဟုတ်ကဲ့ပါအင်ဂျီဒါပွဲအကြောင်းလေးလဲဆုံဆုံလင်းလင်းတိသွားရပြီဆိုတော့ဒါနောက်ဆုံးဒီကုန်းချုပ်အနေနဲ့ဆိုရင်ဒီကွန်ဆက်အပြင်ကိုအင်ဂျီဒါလက်တလောနှုပညာလှုပ်ရှားမှုတွေအင်ဂျီရဲ့ပြည်သက်ကိုအတိပေးချင်တာလေးရှိတယ်ဆိုရင်လက်တလက်စားလေးပြောပြပေးသွားအောင်နော်ဟုတ်ကဲ့ပါဆိုတော့အင်ဂျီလက်ရှိမှာတော့လေဒီပွဲအတွက်ကိုပဲလက်ရှိလှုပ်လှုပ်လုံနေရပေါ့စူးစမ်းနေရပေါ့ဒါပြီးရင်လက်ခံထားတဲ့ပွဲလေးတွေရှိတယ် ်။နောက်ပြီးတော့နိုင်ချက်အချင်းအစ်စ်ကလေးတွေကတော့နှစ်လကြာတစ်ခါသုံးလကြာတစ်ခါလောက်တော့ထွက်ထွက်သွားပါမယ်ရှင်။ ဟုတ်ကဲ့ပါအဲ့ဒါအင်ချင်းနဲ့လည်းမတွေ့ရတာကြာပြီဆိုတော့မေးစရာတွေပြောစရာရတော့အများကြီးပဲဟုတ်တယ်နော်မဟုတ်ရင်ကျွန်တော်ကြာသွားမှာအင်ချင်းတို့စကားပြောအင်ချင်းလည်းစကားမြန်ဒါအခုတော့ဗရမ ्या ဖက်မြက် PM live ကနေဒါရိုက်ထုတ်လွှင့်နေရဆိုတော့အခုတင်ဆက်မှုကိုဗရမ ्या ဖက်မြက် Facebook page မှာလည်းကြည့်ရှုနိုင်တယ်ပြီးတော့ YouTube channel မှာလည်းသွားပြီးတော့ကြည့်ရှုနိုင်ပါတယ်ဒါအင်ချင်းကလည်းတကူတကအခုလိုမျိုးလာပြီးဖြည့်ချပေးတဲ့အတွက်ဗရမ ्या ဖက်မကလည်းတေးသက်ရှင်အင်ချင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအင်ချင်းလည်းဗရမ ्या ဖက်မကိုဖိတ်ချပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ပြီးတော့ live တိုက်ရိုက်ကြည့်ရှုနေတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်နောက်ပြီးတော့ လေလိုက်ကနေတဆင့်နားတော်တာဆင်နေကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်လို့ဒီနေ့လေးပြောချင်ပါတယ်ရှင်88.2 MHz ဗရမ FM